ဖုန်းတစ်လုံးဝယ်ရမယ်ဆိုရင်ဒီဖုန်းကအစ်စ်လား second ဖုန်းလားဒါမှမဟုတ်လို့ရှိရင်ဒီဖုန်းကဘယ်တော့နေရစသုံးနေရဒီဖုန်းတစ်လုံးကကောင်းမကောင်း touch screen ကောင်းမကောင်းပြီးလို့ရှိရင် speaker ကောင်းမကောင်းကိုကျွန်တော်တို့ဘယ်လိုစစ်ကြရဲဆိုတာကို DVD လေးမှာအလုံးတွဲကျွန်တော်ကနေပြီးတော့မျှော်ပေးပါမယ်ပထမဆုံးဖြင့်ကျွန်တော်တို့ကဖုန်းရဲ့ setting တွေကိုဝင်ပေးပါဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာ my device ထဲကိုဆက်ပြီးတော့ဝင်ပေးပါ device ထဲကိုကျွန်တော်တို့ရောက်ပြီဆိုလို့ရှိရင် dd info space ထဲကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးပါ ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးပေါ့ဆွဲပြီးလို့ရှိရင်ဟိုးအောက်ဆုံးမှာရှိနေတယ်ကျွန်တော်တို့က device activation နဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပြီးပါ device activation နဲ့ကိုကျွန်တော်တို့ဆက်ဝင်လိုက်ပြီးဆိုလို့ရှိရင်ဒီနားလေးမှာတွေ့နေရတယ် first activation ဆိုတာရှိပါတယ်ပေါ့နော် first activation မှာကျွန်တော်တို့ကဒီမှာပေါ့နော်ပထမဆုံးဖုန်းစဝယ်တဲ့နေ့မှာကျွန်တော်တို့စတုံးထားတယ်ပေါ့နော်ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင် device ကိုစပြီးတော့ wifi ကိုစတုံးထားရဖုန်းစတုံးထားရရက်ကိုဒါပြပြီးရဖြစ်တယ်ပေါ့နော် 14ရက်3လ2023ဆိုပြီးကျွန်တော်ရဲ့ဖုန်းကပြပြီးသားတယ်ဒီလိုကြည့်ချင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ကဖုန်း second ဖုန်းတွေပါဝယ်တော့မယ်ဆိုလို့ရှိရင်ကိုဝယ်မဲ့ဖုန်းဆိုင်မှာဒီလိုမျိုးလေးကျွန်တော်တို့ကဆစ်လိုက်ပြီဆိုလို့ရှိရင်ဒီဖုန်းကိုဘယ်တော့နေ့ကစပြီးအသုံးပြုထားရဲဆိုတာကိုကျွန်တော်တို့ကသိချင်းအားဖြင့်ကျွန်တော်တို့ဈေး အကန့်တပိုင်းဖြတ်လို့ရရပေါ့နော်ကျွန်တော်တို့ကဒီဖုန်းသုံးထားတဲ့ရက်ကိုရက်လဒိတ်ကိုကျွန်တော်တို့ကတိတယ်ခုနှစ်ကိုတိထားတဲ့အတွက်ကြောင့်ဒီဖုန်းကိုသုံးထားကြပြီဆိုလို့ရှိရင်ကျွန်တော်တို့ဈေးစကားပြောတဲ့ခါကျရင်အရန်သုံးဝင်တယ်ပေါ့နော်အရန်လည်းအသုံးဝင်တယ်ပြီးတော့ second phone ဖြစ်နေတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အတွက်ကဒါက သိနိုင်တယ်ဗောနော်ဘယ်တုံးနေအသုံးပြုထားရဲဆိုတာတကယ်လို့ဖုန်းအစ်စ်ကိုဝယ်တုံးတယ်ဆိုလို့ရှိရင်လည်းဖုန်းအစ်စ်ကို parking ဖောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းကိုအသုံးပြုထားလားအသုံးမပြုထားလားဆိုလို့ရှိရင်ဒီလိုမျိုးလေးကျွန်တော်တို့ကရက်လခုနှစ်ကလေးကိုကျွန်တော်တို့စစ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထက်အရန် clear ဖြစ်တယ်ဗောနော်အဲ့တော့ ဖုန်းတစ်လုံးစဝယ်တော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးစစ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့အတွက်အရန်ကောင်းတယ်ပေါ့နော်။ဒါဒီတိုင်းမှာကျွန်တော်တို့ device activation တွေကိုဝင်ပြီးတော့စစ်လိုက်ရင်ရပါတယ်။ကျွန်တော်ပြောရဲ့ဤလေးတိုင်းပဲမိတ်ဆွေတို့စစ်မယ်ဆိုလို့ရှိရင်ကံကောင်းခြင်းတွေကိုရရှိပါလိမ့်မယ်။အဲဒီတော့ကျွန်တော်တို့ကဘန်နဲ့ပြန်ထွက်မယ်ပေါ့နော်။ဘန်နဲ့ပြန်ထွက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကပေါ့နော် test screen ကောင်းမကောင်းပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကပေါ့နော်။ ဒီလိုမျိုးလေးဖုန်းရဲ့ speaker ကောင်းမကောင်းဖုန်းရဲ့အနေထားကြီးကောင်းမကောင်းကိုကျွန်တော်စစ်တပ်နည်းလေးကိုကျွန်တော်ကပြောပေးမယ်အဲ့တော့အပေါ်ကိုကျွန်တော်တို့ကလက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာရှိနေတဲ့ canon version ဆိုတာရှိရယ် canon version ကိုကျွန်တော်တို့ကလက်ကလေးနဲ့၅ချက်တောက်ပေးရမယ်အဲ့တော့ canon version နဲ့ကိုကျွန်တော်ရောက်သွားပြီပေါ့နော် canon version နဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းရဲ့တစ်ခုလုံးမှာရှိနေရပါတော့เนาะကျွန်တော်တို့ဖုန်းရဲ့တစ်ခုလုံးမှာရှိနေရတက်စင်တာပေါ့နော်ကျွန်တော်တို့ တော့ဖုန်းတစ်ခုလုံးမှရှိနေတဲ့ဖုန်းရဲ့တက်စကရင်ကောင်းမကောင်းတက်စင်တာကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကျွန်တော်တို့ကစစ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကတက်စင်တာကိုကျွန်တော်တို့အရင်ဆုံးစပြီးစစ်မယ်ပေါ့နော်ကျွန်တော်တို့ချက်ပြပေးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာတက်စင်တာဒီလိုမျိုးလေးပေါ်ပြီးဆိုရင်ကျွန်တော်တို့ကစပြီးတော့စစ်လို့ရပြီပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့စပြီးဆွဲမယ်ဒီလိုမျိုးလေးကျွန်တော်စပြီးဆွဲပြီပေါ့နော်ဒါဖုန်းရဲ့တက်စင်တာကိုကျွန်တော်စပြီးဆင့်နေပြီ။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကပေါ့နော်။တက်စကကောင်းမကောင်းကိုကျွန်တော်စစ်ပေးနေရပါဘော။

ျွန်တော် test ကိုကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကဒါကကြတော့ကျွန်တော်တို့ဖုန်းရဲ့မျက်နှာပြင် display ပေါ့နော်ဖုန်းမျက်နှာပြင်မှာတချို့အစင်းချောင်းကြီးတွေပေါ်နေတယ်အဲ့လိုမျိုးဟာပေါ်နေပြီ display ကောင်းမကောင်းဒါနဲ့စစ်လို့ရကျွန်တော်အလင်းပြပြီးလက်ခင်းနဲ့တော့တစ်ချက်တစ်ချက်တောက်တောက်ဝေးရမယ်နော်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းရဲ့ display ကကောင်းတယ်ပေါ့နော်ဒါဆို display ကကောင်းတယ် pass ဒါဒုတိယနှစ်ချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနှစ်ချက်စစ်ပြီးပြီเนาะနှစ်ချက်ကအရင်အဆင်ပြေကျွန်တော်တို့ဖုန်းရဲ့မြင်တဲ့ပြင် display လည်းကောင်းတယ်တက် sensor လည်းကျွန်တော်တို့စစ်လိုက်တာအရင်ကောင်းတယ်ပေါ့เนาะ ျွန်တော်အဲ့တော့ဖုန်းရဲ့ speaker ပေါ့နော်ကောင်းမကောင်းကိုကျွန်တော်တို့ကစစ်မယ်ပေါ့နော်စစ်မယ်ဆိုလို့ရှိရင်ဒီနားလေးက top speaker ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးရမယ်အဲ့တော့ top speaker လေးကိုကျွန်တော်တို့အရင်ဆုံးစပြီးတော့နှိပ်ပေးပါမယ်1 2 1 2 ဒါဆိုလို့ရှိရင်လည်းဖုန်းရဲ့ speaker ပေါ့နော်ဖုန်းရဲ့ speaker ကောင်းတယ်ပတ်ပြသွားတယ်ပေါ့နော်အဲ့တော့ဒီထဲမှာရှိနေတဲ့တခြားအချက်တွေကိုကျွန်တော်တို့ကစစ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဂျာလေးတွေကိုကျွန်တော်နှိပ်ပြီးတော့သူခိုင်းတဲ့အတိုင်းနဲ့ကျွန်တော်လိုက်လုံမယ်ဆိုလို့ရှိရင်စစ်လို့ရတယ်ဒါပေမဲ့ဒီအချက်ကဒီ၃ချက်ကအရေးကြီးဆုံးအချက်ပေါ့နော်ကျွန်တော်တို့ဒီမှာရှိနေတဲ့တက်ဆန်ဆာဆိုဖုန်းတစ်ခုလုံးမှာတက်ဆက်ခရင်မကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဘာမှသုံးစားလို့မရတော့ဒီဖုန်းကဘာမှနှိပ်လို့မရတဲ့အတွက်ကြောင့်ဒီဖုန်းကိုဝယ်ဖို့မစဉ်းစားနဲ့တော့ display ပေါ့နော်ဖုန်းမျက်နှာပြင်တစ်ခုလုံးမှာကျွန်တော် display ဆိုတာဖုန်းဒီခန္ဓာပြုတ်ကြတဲ့အခါကျလို့ရှိရင်အလင်းတိုင်းကြီးတွေပေါ်ပြီးအဲ့လိုမျိုး display ပေါ့နော်အဲ့လိုဟာမျိုးဒါမှမဟုတ်လို့ရှိရင် ဖုံးကအပေါ်ကအလင်းရောင်ကျွန်တော်ဖမ်းတဲ့ခါကျလို့ရှိရင်အလင်းရောင်ပေါ်မှာဒီကုနာပြောသလိုအနီလေးတွေအပြာလေးတွေအဲ့လိုအစိမ့်လေးအဲ့လိုမျိုးလေးတွေပေါ့နော်တစ်စင်ကြီးသွားနိုင်တဲ့ဥစ္စာဒါ display ကလည်းဖုံးရဲ့မြင့်တဲ့ပြင်ကလည်းအမှန်ကောင်းမကောင်းအောင်လေဒါကျွန်တော်စစ်တယ်ပြီးလို့ရှိရင်နောက်ဆုံးကဖုံးရဲ့ speaker ကောင်းမကောင်းအောင်လေကျွန်တော်ဒီနီလေးတိုင်းပဲကျွန်တော်စစ်သွားပေါ့နော်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေတို့က ဖုန်းဝင်တော့ပဲဆိုရင်ဖုန်းဒီဖုန်းကိုအသုံးပြုထားတဲ့ရက်ဒီလာဒီခုနှစ်တွေကိုလည်းကျွန်တော်တို့စက်တက်ဖို့လိုတယ်ကျွန်တော်ပြောရဲဒီနာတက်ဆန်တာရဲ့ပြီးလို့ရှိရင် display ရဲ့ top speaker ရဲ့အားအားကြောင်းပြီးဆိုတော့မှကျွန်တော်တို့ဝယ်လို့ရှိလို့ရှိရင်မိတ်ဆွေတို့အတွက်စိတ်ချပါမယ်ဒီ video လေးကအားလုံးအတွက်ပေါ့နော်ဒါတည်စီခြင်းနဲ့အနေနဲ့ကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်เนาะကျွန်တော်တို့ Xiaomi Redmi ဖုန်းတွေအသစ်ဝယ်တော့မယ် second ဝယ်တော့မယ်ဆိုလို့ရှိရင်ဒီနေ့လေးတိုင်းပဲစစ်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အရန်ပဲအဆင်ပြေပါလိမ့်မယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်